Blue Airdrop မှာ eligible ဖြစ်ဖို့အတွက်ကဒုတိယချက်အနေနဲ့850 MB ရှိဖို့လိုပါတယ်။အဲ့ဒီ850 MB ကိုတချို့က Blue စုရမလဲဆိုပြီးတော့မသိဘူးဖြစ်နေကြပါတယ်။ဒီဗီဒီယိုမှာအဲ့ဒီ850 MB ကို Blue စုရမလဲဆိုတာမျှဝေပေးပါမယ်။ ထက်ဆက်ပြီးတော့ကိုက950မီပွိုင်းအပြင်ကိုမှအပိုတွေပါထက်ပြီးတော့စုကျင်နေဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပါတခါတည်းမျှဝေပေးပါမယ်အခုမြေတွင်းနေရတာက Telegram ပေါ်မှာရှိတဲ့ကျွန်တော်ရဲ့ channel လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel မှာဆိုရင် airdrop နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ trading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်တခြားသောအကြောင်းအရာတွေကိုပါအခြေတိုင်းမျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကသတင်းအချက်အလက်တွေကိုရယူချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို join ထားဖို့တော့လိုအပ်ပါတယ်။ Okay ဒါဆိုရင် မီးပွားဘယ်လိုမျိုးယူရမလဲဆိုတာကိုတချင်းကြည့်ရအောင်ပါအခုဒီမှာက eligible ကအဆင်မပြေဘူးလို့ပြောနေတယ်ဘာလို့အဆင်မပြေတာလဲဆိုရင်အောက်ဆုံးမှာရှိတဲ့ save check ကြောက်ပါ save check ကဘာလို့ဖြစ်တာလဲဆိုတော့ကိုကဖုန်းတစ်လုံးထဲမှာ bloom account ကို၂ကောင်၃ကောင်၄ကောင်၅ကောင်ခွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်တတ်ပါတယ်တချို့သူတွေမှာက account ခွဲထားပေမဲ့သူတို့က pass ဖြစ်ကြတယ်ပေါ့နော်တချို့တော့သူတွေမှာက pass မဖြစ်ကြပါဘူးဆိုတော့ကိုကဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ်နေပြီဆိုရင်တော့ airdrop ရယူဖို့အတွက်က တိတ်တော့အဆင်မပြေလဘူးပေါ့နော်အောက်ကအချစ်ပေါ်နေတယ်ဆိုရင်ကိုက Aprian Tinder ကလွဲပြီးတော့ဒီမှာရေးထားတယ် အပီယန်တင်တာကလွဲပြီးတော့ကျွန်တော်လဲကူညီပေးလို့အဆင်မပြေဘူးပေါ့နော်အပေါ်ကအခြေတွေဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကကူညီပေးလို့ရသေးတယ်ဥပမာဒီ blue point မပြည့်သေးလို့ပြည့်အောင်ဘယ်လိုလုပ်ရမလဲတို့နော်အောက်မှာရှိတဲ့ mi point stray နောက်တော့ view far တဲ့နေရာလိုတာဆိုတော့အခုဒီဗီဒီယိုမှာက950 mi point ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြည့်ကြည့်အောင်အဲ့ဒီအတွက်ကကျွန်တော်ဒီ trading ball ကနေပြီးတော့ trade လုပ်ဖို့တော့လိုအပ်ပါတယ်ဆိုတော့ blue မြက် trading ball ကိုဒီကျွန်တော်တစ်ချက်သွားကြည့်ကြည့်လိုက်ပါမယ်ကျွန်တော်ဒီဖက်မှာစုထားပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ ဒီ Telegram bot ထဲကိုဝင်လို့ရအောင်ဒီနေရာလေးကိုလာလိုက်ပေါ့ အဲ့ဒီနေရာမှာအောက်ကကျွန်တော် secret shot လောက်ထားတဲ့ဟာလေးရှိတယ်ဒီမှာဆိုရင်မီးပတ်မှာကိုယ့်အနေနဲ့ကိုယ်ပိုင်းတုတ်ကေတွေကို launch လုပ်မယ်ဆိုရင်900မီး point ကိုရရှိမှာဒါကလည်းကျွန်တော် youtube မှာတင်ထားပေးပြီးသားဒီအောက်ကတစ်ခုတွက်ကြည့်အောင်အပေါ်ကတစ်ခုကတော့စာပြီးတော့ကြည့်ကြည့်လိုက်ပါတော့ဒီ video description မှာလည်းကျွန်တော်ထားထားပေးပါမယ်နောက်တစ်ခုက DEX ပေါ်မှာကျွန်တော်ရဲ့တုတ်ကေတွေတင်တာပါဒီအချက်ကတော့အစမပြေတာဖြစ်တဲ့လို့ကြောင့်မို့ကျွန်တော်ကြော်လိုက်ပါမယ်နောက်တစ်ချက်နောက်တစ်ချက်ကမီးပတ်ကနေပြီးတော့30ဒေါ်လာဖို့ trade လုပ်တယ်ဆိုရင်90မီး point ကိုရမှာဒါကလည်းပဲအရန်နဲတာ ဖြစ်တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်ကြော်လိုက်ပါမယ်အောက်ဆုံးချစ်ကိုတွားကြည့်ရအောင်အောက်ဆုံးတစ်ချစ်က trading ball ကနေပြီးတော့30ဒေါ်လာဖို့ trade လုပ်တယ်ဆိုရင်950 mb ရမယ်လို့ပြောတာဆိုတော့ကျွန်တော်တို့အဆင်ပြေတာကအပေါ်ဆုံးကအဆင်နဲ့အောက်ဆုံးအဆင်ကအဆင်ပြေပါတယ်ဆိုတော့အပေါ်ဆုံးဆက်ကကျွန်တော်လုတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗီဒီယိုကို description မှာစစ်ကြည့်ကြည့်ပေးပါ ဆိုတော့ကျွန်တော် အောက်ဆုံးအစစ်ကိုပြောပြပေးပါမယ်။ဆိုတော့ဒီအောက်ဆုံးကအစစ်လှုပ်ကြည့်ကြအောင်ပေါ့နော်။ဒါကိုလှုပ်ဖို့အတွက်ကဒီ board ထဲမှာဒီအပေါ်မှာ trading board ဆိုပြီးတော့ရှေ့ထားပြီးသားပါ။ကိုကမတွေ့ရသေးဘူးဆိုရင်ဒီ video ရဲ့ description မှာကျွန်တော်တစ်ခါတည်းပဲထည့်ထားပေးပါမယ်။ဆိုတော့ blue trading board ကိုကျွန်တော်နှိပ်လိုက်မယ်။အဲ့လိုနှိပ်လိုက်တဲ့အခါမှာအခုလိုမျိုးဓာတ်ကြီးကျလာပါတယ်ပေါ့နော်။ဒါကဘာလဲဆိုရင် trading board မှာကျွန်တော်တို့ရဲ့ကိုပါ account တွေဖြစ်ကြပါတယ်ပေါ့နော်။ဆိုတော့အဲ့ဒီမှာဆိုရင်ကိုက fine trade လုပ်တယ်ပဲဆိုပါစို့တခါမှ trade မလုပ်ရသေးဘူးဆိုတဲ့သူတွေကိုပြောတာပေါ့နော်သူတို့တွေက fine trade ကိုပြောတာသူတို့တွေအတွေ့က3000 mi point ကိုအလဲကားရမှာတခါ trade လုပ်လိုက်တာနဲ့3000 mi point ကိုတခါတည်းရမှာကိုကလုတ်ပြီးသားဆိုရင် blue tan ကိုဝင်ဝင်ပြီးတော့ earn tan မှာအပေါ်မှာရှိတဲ့ tabs တွေထဲကနေပြီးတော့လိုက်ပြီးတော့စိတ်ကြည့်ကြည့်ပေါ့နော်ဒါဆိုရင်ရပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီအစ်စ်ကိုလုတ်ဖို့အတွက်ကတခါနဲ့လုတ်ပြေးလိုက်လို့ရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဘယ်လိုလုတ်မလဲဆိုရင်ကျွန်တော်ဒီ account က်ထဲကိုပက်ဆက်အရင်ထည့်ဖို့လိုအပ်တယ်ပက်ဆက်မထည့်ဘူးဆိုရင်တော့ကျွန်တော်အဆင်မပြေဘူးပေါ့နော်ဒီတွေ့ကြောင့်မို့ကျွန်တော်ပက်ဆက်အရင်ထည့်မယ်ပက်ဆက်ထည့်ဖို့အတွက်ကဒီနေရာမှာ Tor Wallet ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ Tor Wallet ကိုကျွန်တော်နှိပ်လိုက်ပါမယ် Okay နော်ဒီမှာအပေါ်ဆုံးမှာက Solana Wallet ဒုတိယက Tor Wallet နောက်တစ်ခုက BNB Wallet ပေါ့နော်ကျွန်တော်က Tor နဲ့လုံးမှာဖြည့်တဲ့အတွက်ကြောင့်မို့ Tor Wallet ကိုပဲကျွန်တော်ကလေးတစ်ချင်းနှိပ်မယ် ကျွန်တော်မှာတော်ကတပြားမှမရှိပါဘူး0 balance ပေါ့နော်အဲ့တော့ဒါကိုနှိပ်နော်ဒါကိုနှိပ်လိုက်ရပြီနော်တခြားလေချောင်းမနှိပ်နဲ့ဒါကိုနှိပ်လိုက်နှိပ်ပြီးသွားတယ်ဆိုရင်ကျွန်တော် binance ကိုသွားပါမယ်ဘာလို့သွားမှာလဲဆိုတော့တော်ကွိုင်းသွားဝယ်မှာပါပြီးွားရင်ဒီကောင်ကိုလွှဲလိုက်ပါမယ်ပေါ့နော် okay binance stack ကိုရောက်ပြီရောက်ပြီဆိုရင်ကျွန်တော်မှာကအခု USDC ရှိတယ် spot ထဲမှာပဲကျွန်တော်ထည့်ထားတယ်ဒါကိုကျွန်တော် trade ကိုနှိပ်လိုက်မယ်ပြီးသွားရင်အပေါ်ကနေပြီးတော့တော်နဲ့ sorry ton တော်နဲ့ USDT ပေါ့နော်အကယ်၍ကိုမာက UADC ဆိုလို့ရှိရင်တော့ UADC ဆိုပြီးတော့ပြောင်းလိုက်ပါကိုအစင်ပြာကိုသွားပါပေါ့နော်ကျွန်တော်ကတော့ UADC ကိုပဲနှိပ်လိုက်မယ်နှိပ်ပြီးတော့ဘလောက်ဝယ်မှာလဲဆိုတော့အခုဒီမှာတော့ limit ပဲကျွန်တော်ထားထားမယ်ဈေးကတော့ဒီမှာပြတာတဲ့ဈေးနဲ့ quantity ပဲကျွန်တော် update ဖြစ်နေတယ်ဆိုရင်တော့ဒီကဈေးကိုနှိပ်လိုက်ပေါ့နော်ဒီဒီဈေးကိုနှိပ်လိုက်ဒါဆိုရင်သူ့ဘက်ကသူ update ဖြစ်သွားလိမ့်မယ်ဟိုမှာတစ်ချက်ကြည့်လိုက်ပါတော့ကျွန်တော်ဒီကောင်ကိုနှိပ်လိုက်မယ်နော် then okay ဒါဆိုရင်တော့ပြောင်းသွားပြီ ဆိုတော့ဘလောက်ဝယ်ပါလဲဆိုရင်ကျွန်တော် UADC 50ဖို့ကျွန်တော်ဝယ်ပါမယ်โอเคเนาะ50ဖို့ကျွန်တော်ဝယ်လိုက်တယ်เนาะဝယ်ပြီးသွားရင်ဘိုင်းဆိုတာကိုနှိပ်မယ်ဒါဆိုရင်ခဏလေးစောက်ပါစောက်ပြီးသွားတော့ကျွန်တော်ဝယ်တဲ့အဆင့်အောင်မြင်သွားတယ်ဆိုရင်ရပြီပေါ့เนาะโอเคဆိုတော့ဒီမှာတော့အဆင့်မပြင်းနေဘူးကျွန်တော်နည်းနည်းလိုလိုပိုပိုလေး51လောက်ထားလိုက်မယ်เนาะ51โอเค50ဖို့ဘိုင်းโอเคဒါဆိုရင်တခါနဲ့အောင်မြင်သွားပြီအပေါ်ဆုံးမှာ face ဆိုပြီးတော့ပြတ်သွားပါတယ်ပေါ့เนาะပြီးသွားရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ assistant ကိုသွားမယ် ဒီတိုင်း sport ထဲမှာဒီမှာခုနကကျွန်တော်ဝင်လိုက်တဲ့တော်ကိုရပါပြီ okay ရပါပြီဆိုရင် ခုနကဒီမှာရှိတဲ့တော် wall လေးကိုဒါလေးကိုတစ်ချင်နေလိုက် okay နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီဖက်ကိုပြန်လာမယ်ဒီအောက်ကတော်ကိုနေပါပြီးသွားရင် set ကိုနေပါနောက်တော့ all chain ကိုနေပါဒါကတော့ address တွေနဲ့ပို့တာဖြစ်တဲ့အတွက်ကြောင့်မို့ all chain ကိုပဲနေရပါမယ် all chain ကိုနေမယ် okay အပေါ်ဆုံးမှာကခုနကကူးလာတဲ့ address ကို paste အနေနဲ့ချပေးလိုက်ပါ โอเคနောက်တစ်ခုက network ကတော့တော် network ပဲဖြစ်တယ်ဒါကတော့ပြောင်းစရာတော့မလိုဘူးပေါ့เนาะပြောင်းလို့လည်းမရဘူးဒီတစ်ခုပဲရှိတာနောက်တစ်ခုက memo memo ကတော့ with 3 wallet ကိုလွှဲมาဖြစ်တဲ့အတွက်ကြောင့်မို့ memo ကတော့မလိုအပ်ပါဘူးဒီဘက်မှာတချင်ကြည့်လိုက်ပါတော့ memo လိုလားဆိုပြီးတော့သူပြထားတယ်မရှိဘူးပေါ့เนาะဒီမှာဘာမှမရှိဘူးဒီ address တစ်ခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်ပြန်လာမယ်ပြီးသွားရင် minimum ကဘယ်လောက်ထည့်มาလဲဆိုတော့အကုန်လွှဲมาဖြစ်တဲ့အတွက်ကြောင့်မို့16ရက်သမား36ကိုပဲကျွန်တော်လုပ်ပြီးတော့ withdraw ကိုနေလိုက်မယ်โอเคပြီးသွားရင် confirm ပေါ့ဗျာ โอเคပြီးတော့ရင် teacher ဆက်เนาะ address တို့ဒီမှာဘာညာဘာညာပေါ့လေအဲဆက်ပြီးတော့ call fan ကိုနှိပ်လိုက်သူကတော့ဒီနေရာမှာ withdraw က processing ဆိုပြီးတော့ဖြစ်နေပြီးဒီနေရာမှာ call fan ဆိုပြီးတော့ဖြစ်သွားပြီဆိုရင်ရပါပြီပေါ့เนาะကျွန်တော်ဟိုဘက်ကတခါတည်းသွားပြီးတော့စောင့်ကြည့်နေလိုက်ပါမယ် ခုနက Binance ကနေပို့လိုက်တဲ့ token တွေက Bloom Trading Board ကိုရောင်းမယောင်းဆိုတာကိုသိကျင်နေဆိုရင်အပေါ်နာနည်းနည်းလေးဆွဲပြီးတည်ရမှာ star ဆိုတဲ့ဟာလေးကိုပြန်နေလိုက်ပါဒါမှမဟုတ်ဘူးဆိုရင်အောက်မှာ wallet ဆိုပြီးရှိပါတယ်ဒါကိုနှိပ်လိုက်ဒီ wallet လေးနော်ဒါကိုနှိပ်နှိပ်ပြီးသွားရင်အောက်ဆုံးမှာ tor wallet ဆိုပြီးရှိပါတယ်ဒါကိုနှိပ်လိုက် โอเคအဲ့တော့ refresh လေးလုပ်ပြီးတော့ခုနကပို့လိုက်တဲ့ toy guide တွေကရောင်းမရောင်းဆိုတာကိုကျွန်တော်တို့ဆက်လို့ရတယ်ဒီမှာဆိုရင်သူရောက်လာပါပြီပေါ့နော်โอเคရောက်လာတော့စပြီးတော့ trade လုပ်လို့ရပြီအဲ့တော့ဘာ coin တွေကို trade လုပ်มาလဲပေါ့အဲ့တော့ coin တွေကတော့အများကြီးပဲရှိတယ်သူ trade မယ်ဆိုရင် toy coin က9 coin 6 coin လောက်ရှိမှာတချို့ coin တွေက trade လို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကအ ਨੇ စုပမာဏလုပ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်ကိုပိုင် token လေးထုတ်လာတဲ့ဟာလေးရှိတယ်ကိုပိုင် miss token တွေပေါ့နော်ဒီကောင်နဲ့ trade လို့ရတယ် ဲ့တော့အဲ့ဒါကိုလည်းပဲသူ့ရဲ့နာမည်ကပဒေါ့ဆိုပြီးတော့ကျွန်တော်ပေးထားတယ်မြန်မာ nationality flower လေးနော်โอเคဒီကောင်လေးပေးထားတယ်အဲ့ဒါမှာဒီဒီအောက်က blue trade book ကိုကျွန်တော်နေလိုက်မယ်နေလိုက်တယ်ဆိုရင်အောင်ဆုံးမှာအဲဒါလေးလာပေါ်လာပြီဟိုနေခဏလေးအဲ့ဒါကိုလည်းကျွန်တော် description မှာထည့်ထားပေးပါမယ်အဲ့ဒီ trade လုပ်လို့ရမယ် coin ကိုလည်းပဲကျွန်တော် description မှာထည့်ထားပေးပါမယ်ကျွန်တော်ကတော့ဒီမှာကိုယ့်ဘာသာကို trade လုပ်လို့ရအောင်ဆိုပြီးတော့ဒီနေရာကနေပြီးတော့ပဲကျွန်တော်နေလိုက်ပါမယ် ခုဒီဗီဒီယိုကိုကြည့်တဲ့သူက description မှာ link ဆက်ရပါမယ်ပေါ့နော်အဲ့လိုမျိုးမဆက်ချေဘူးဆိုရင် channel မှာလာပြီးတောင်းလို့ရပါတယ်ကျွန်တော်လည်းပဲတစ်ခါတည်းတင်ထားပေးပါမယ်ဒီကောက်ကိုနေလိုက်မယ် okay နေလိုက်တဲ့ဆိုရင်ဒီနေရာကိုရောက်လာလိမ့်မယ်ပေါ့နော်ဒီအောက်မှာဆိုရင်အပေါ်ဆုံးမှာ buy ပဒေါ့ဆိုပြီးတော့ရှိပါတယ်ဒီကောက်ကိုကျွန်တော်တို့ trade လုပ်ပါမယ် trade လုပ်ဖို့အတွက်ကဒီအောက်မှာ buy buy ဆိုပြီးတော့ရှိပါတယ်ပေါ့နော် buy ကိုမနှိပ်ခင်မှာအပေါ်ကဒီ slip pick ဆိုဆိုတာလေးရှိပါတယ်ဒါကိုတစ်ချက်နေလိုက် ။ Okay နေပြီးသွားပြီဆိုရင်ပုံမှန်အဖြစ်ကဒီနေရာဥမာ30ဆိုပြီးတော့ဆက်သက်ဖြစ်ရှိနေပါတယ်ပေါ့နော်။ဒါဆိုအပေါ်မှာ30လို့ပြောင်းသွားပြီ။ဒါကဘာကိုပြောတာလဲဆိုတော့ trade လုပ်တဲ့အခါမှာမြ мян လေးလိုချင်တာလားလေးလေးလေးလိုချင်တာလားဆက်သက်ဖြစ်ပေါ့နော်။ကျွန်တော်ကတော့မြန်လဲမမြန်ချင်ဘူးလေးလဲမလေးချင်ဘူးပေါ့နော်။ကျွန်တော်0လို့ပဲထားလိုက်ပဲ။ဘာလို့လဲဆိုတော့မြန်တာနေတာနဲ့ပတ်သက်ပြီးတော့သူကပတ်စံတွေပို့ပြီးတော့တောင်းတက်ပါတယ်ပေါ့နော်။ဒီတွေ့ကြမို့ zero လို့ထားလိုက်မယ်ဆိုရင် သူအပိုးတပြားမှမတောင်းတော့ဘူးဒီရောက်မှဆိုရင်ဘိုင်ကတော့3.3 cent tall ဆိုပြီးတော့ရှိတယ်ဒီပမာဏက10တော်ပြည်လားဆိုလို့ရှိရင်တော့အပေါ်မှာက trade က3.3 tall က10ဆိုပြီးတော့ရှိနေတာဆိုတော့ကျွန်တော်နည်းနည်းချိန်လိုက်မယ်ဗျာတိတ်မသေးချာပဲနေမှာဆိုလို့ပေါ့နော်အမှ9လောက်ထားလိုက်မယ် တစ်ဆယ်ပြည့်ရပါပြီပေါ့နော်ဆိုလို့ရှိရင်ဒီအပေါ်မှာပြည့်ကြည့်လိုက်ငါတော်ဆိုလို့ရှိရင်15ပြည့်သွားပြီအဲ့တော့15ပြည့်သွားတော့ကိုက first rate လည်းပဲဖြစ်တယ်တစ်ဆယ်ဒေါ်လာလည်းပဲကျော်တယ်ဆိုရင် first rate အတွက်ကမီး point 3000ရရှိပါမယ်ပေါ့နော်ပြီးသွားတော့တစ်ဆယ်ဒေါ်လာဖို့ကျော်တာဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်950မီး point ကိုရရှိမှာစုစုပေါင်း3850ကိုရရှိမှာပေါ့နော်အဲ့တော့ buy ဆိုတာလေးကိုနေလိုက်โอเคပြီးသွားပြီဆိုရင်ဒီနေရာမှာ ဘိုင်ဘတ်ဒေါ့ပေါ့နော်ကျွန်တော်တို့ဒီမှာဖြစ်နေပြီအပေါ်မှာ processing ဆိုပြီးတော့ဖြစ်နေပြီဆိုလို့ရှိရင်ခဏလေးစောင့်လိုက်ပါ Okay ဒီရမှာဆိုလို့ရှိရင် trade ကလည်းကျွန်တော်အဆင်မပြေဘူးလို့ပြောနေတယ်ပေါ့နော်အဲ့တော့ balance ကိုတစ်ချက်ပြန်စစ်ပါ။ဘာညာ quick quick ဆိုတော့သူပြောထားတယ်။ဘိုင်းဆိုတော့ကိုပဲနှိပ်ပါမယ်။ရက်ဖက်ရက်ခါမှာအဲ့လိုဖြစ်တတ်ပါတယ်ပေါ့နော်။အဲဒီမှာ processes က1ဆိုပြီးတော့သူပြထားတယ်။ဒီမှာ folder ကတလောက်တလောက်တလောက်။ Okay ထောက်တယ်သူမဝဲဝါဘူးပေါ့နော်။အဲ့တော့ပြန်ဝဲလိုက်ပါမယ်။ ဒီ chapter ကဒီ slip page ကြောင့်လည်းဖြစ်တတ်ပါတယ်ပေါ့နော် slip page ကိုကျွန်တော်ဥပမာ9လောက်ကျွန်တော်ထားလိုက်မယ်နော် okay ဆိုရင်9ဖြစ်သွားပြီဘိုင်းကိုပြန်နှိပ်မယ် okay ဆိုရင်သူ processing ဖြစ်နေပြီအတော့ခုနက slip page မှာနံပါတ်မြင့်လာတာနဲ့အမျှကျွန်တော်တို့ပေးရတဲ့ပတ်စံကလည်းပဲ trading fee ပေါ့နော်ပူပြီးတော့များသွားတယ်အရင်ကြီးလည်းမများပါဘူး0.123စသဖြင့်အဲ့လောက်ပေါ့နော် okay data ဆိုလို့ရှိရင်သူ confirm ဖြစ်သွားရော နော်ကော်ဖန်ဖြစ်သွားပြီးအဆင်ပြေသွားပြီးအဆင်ပြေသွားတော့ကမီး points ရပြီပေါ့နော်အဲမီးပွိုင်းဘယ်လိုမျိုးစင်ရမလဲဆိုလို့ရှိရင်အပေါ်ကိုပြန်ဆွဲကျင်လိုက်ဒါမှမဟုတ်ဒီ star ကိုပဲပြန်နေလိုက်နော်ဒီဒီအောက်ကမီးမျိုးကိုနှိပ်နှိပ်ပြီးတော့ဒီမှာ star ဆိုတဲ့ဟာလေးရှိတယ်ဒါနှိပ်လိုက်ပါโอเคနှိပ်လိုက်တယ်ဆိုရင်ဒီအောက်မှာမီးပွိုင်းရဲ့ balance ကဘယ်လောက်ရှိတာလဲဆိုပြီးတော့တွေ့ရလိမ့်မယ်နဘေးကမီးပွိုင်းကိုလည်းနှိပ်လို့ရတယ်โอเคဒါဆိုရင်လည်းမကြည့်လိုက် ျွန်တော်ရဲ့ mi price က18000ကျော်ရှိတယ်ပေါ့နော်ခုနကဝယ်လိုက်တာဖြစ်တဲ့အတွေ့အကြုံမို့ထပ်တိုးလာလိမ့်မယ်သူကတော့ခဏလေးတော့စောက်ရတယ်အဲ့ဒီမှာသူရေးထားတယ် fast trade လုပ်မယ်ဆိုရင် 3000ရရှိမှာပြီးသွားတော့ဒုတိယဆင်းနေတဲ့က10ဒေါ်လာထက် trade တယ်ဆိုရင်950ရရှိမှာခေါ်ခုနကကျွန်တော်10ဒေါ်လာ15ဒေါ်လာထွက်လိုက်တယ်ဆိုတော့950ရရှိမှာသူကဝယ်တဲ့အခါမှာဆိုရင်10ဒေါ်လာဖိုး trader ဖြစ်တဲ့အတွက်ကြောင့်မို့950တိုးသွားမယ်အဲ့ဒါကိုချစ်ချင်းပြန်ပြီးတော့ရောင်းထုတ်လိုက်10ဒေါ်လာပဲပြန်ရတယ်သူတို့စားမယ်ဆိုရင်တော့မှ0.23ဒေါ်လာလောက်ပဲစားမှာဆိုတော့ကျန်တဲ့6ဒေါ်လာကျော်ကျော်ကကျွန်တော်တို့အပြည့်ပြန်ရပါမယ်ပေါ့နော် ဒီတွေ့ကြောင်မို့ Mi Points လည်းပဲရမယ်ကိုယ့်ရဲ့ဒေါ်လာကလည်းပဲဘာမှဆုံရှုံမှုမရှိဘူးပေါ့နော်အဲ့လိုမျိုးအချက်တွေဖြစ်တဲ့အဲ့တော့ကိုကပြန်ရောင်းမယ်ဆိုရင်ခုနကအပေါ်ကဒီပတောက်ကိုပဲပြန်လာလိုက်ပြန်လာပြီးတော့ဆဲပတောက်ဆိုပြီးတော့ရှိပါတယ်ဒါကိုနှိပ်လိုက်နှိပ်လိုက်တယ်ဆိုရင်ဒီအောက်ဆုံးမှာပြန်ပြီးတော့ပေါ်လာလိုက်မယ်ဘလောက်ရောင်းပါလဲပေါ့ရှင်းသမ ्या ဟာလေအကုတ်ရောင်းပါဆိုလို့ရှိရင်ဒီနေရာမှာ sell amount ဆိုပြီးတော့100%ရေးလိုက်တယ်ဆိုလို့ရှိရင်ရတယ်အဲ့နောက်ကိုမှကျွန်တော်ကထားပါတော့ဥပမာ90ပဲရောင်းမယ်ပဲဆိုပါစို့เนาะ 50ပဲရောင်းမယ်ဆိုလို့ရှိရင်ပြန်ကြည့်ကြည့်အဲ့တော့ပြန်ကြည့်လိုက်တဲ့အခါမှာ तू က50ဖို့ဒေါ်လာဘလောက်ဘလောက်ဆိုပြီးတော့ तू ပြထားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့100%လို့ကျွန်တော်ရောင်းလိုက်မယ်ဘာလို့လဲဆိုတော့နော်ဒီမှာ तू ရှိတယ်နော်ဘလောက်မီလီယံဘာညာရှိတယ်ကျွန်တော်အကုန်လုံးရောင်းလိုက်မယ်ဘာလို့လဲဆိုတော့ခုနက 3D Volume က15တက်သွားတယ်အခု ပြန်ရောင်းတဲ့အခါကျရင် trading volume က15ထက်တဥပါမယ်ပေါ့နော်ဒါဆိုရင် trading volume က10ဒေါ်လာဖိုး10ဒေါ်လာထက်ကျော်သွားတဲ့ဟာကြောင်းဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့950ပေါင်းတော့140 150ကျွန်တော်ရရှိပါမယ်ပေါ့နော် meme points ကိုပြောတာ sorry 1050ရရှိမယ်လို့ပြောတာစကားလည်းမှားပါလို့ okay ဆိုလို့ရှိရင်ဒီဒီမှာသူ processing ဖြစ်နေပါပြီပေါ့နော်ခဏလေးစောင့်မယ်အဲ confirm အကုန်ပြည့်သွားပြီဒါဆိုရင်တော့အဆင်ပြေသွားပါပြီပေါ့နော်အဲ့တော့ meme points ကိုပြန်ပြီးတော့စစ်ကြည့်ကြည့်ပါ ။သေချာတာကတော့ချစ်ချင်းကြီးတော့သူတိုးမှာတော့မဟုတ်တော့သေးဘူး။မီနျူးကိုနေမယ်။စတာကိုနေမယ်။โอเค ပြီးသွားရေဆိုလို့ရှိရင်ဒီမှာမိပွိုင်ဟောခဏလေးဆိုလို့ရှိရင်သူတိုးလာပါတယ်ပေါ့နော်ချက်ချင်းတော့သူမတိုးလာဘူးโอเคပါဆိုတော့ဒီဗီဒီယိုကဒီမိပွိုင်ဘယ်လိုမျိုးစုရမလဲဆိုပြီးတော့မသိသေးတဲ့သူတွေအတွက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ပေါ့နော်ကိုက first trade မှာ3000ဖို့အတွက်ကတော့ဒီ balloon ထဲကိုဝင်ပြီးတော့ earn ထဲမှာဝင်ပြီးတော့စစ်ကြည့်ပေးဖို့လိုအပ်တယ်ဒီထဲမှာ test တွေရှိပါတယ်ပေါ့နော်ကိုကဒီနေရာမှာ trade လုပ်လိုက်တာတေချာသွားပြီးအောင်မြင်သွားပြီဆိုရင်တော့ blue ထဲကိုဝင်ပြီးတော့ earn ထဲမှာသွားစစ်ကြည့်ပါရှိပါတယ်တေချာအောင်ချပါ မမတွေ့ဘူးဆိုပြီးတော့ omni bar နဲ့ပေါ့နော်ရှိပါတယ် okay ဆိုတော့ဒီဗီဒီယိုလေးကတော့ဘလို့သုံးရမလဲဆိုတာကိုအပြည့်အစုံမျှဝေပေးခဲ့ခြင်းပဲဖြစ်ပါတယ်တခုခု sm ပြေတာတစုံတရာရှိတယ်ဆိုရင်ဒီဗီဒီယိုရဲ့ comment box အောက်မှာမိခဲ့ပေးလို့ရပါတယ်ပြီးတော့အခုလိုမျိုးပေါ့နော်ဒီ tor coin ကိုကိုကဝယ်ဖို့အတွက်က binance account လိုချင်နေဆိုရင် trading လောက်တိုင်းပေါ့နော်30% discount ရတဲ့ referral code ကိုကျွန်တော်ဒီဗီဒီယိုရဲ့ description မှာထည့်သွင်းပေးထားပါမယ်ဒီကောင်းကိုအသုံးပြုတဲ့ဆိုရင်အခုလိုမျိုး trade လုပ်တဲ့အခါမှာ30%ကို trading လုပ်တိုင်း discount ရရှိနေမှာဖြစ်ပါတယ်သူက gas fee အာဒီ trading fee မှာသူဖြတ်သွားပါတယ်ပေါ့နော် okay ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲနောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ